ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့တရုတ်စီးပွားရေးလိုင်းလုံးကြီးညမာပြည်ကိုဝင်လာပြီနဲ့အခြေအနေသတင်းတို့များပြောပြပါပြီတဲ့ လူများကြောင့်မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်ကျွန်တော်လူမြတ်ကျော်ရဲ့ညာကိမိုင်းတင်ဆက်မှုတွေမှာစိတ်ဝင်စားစရာကောင်းနေရန်သူတည်င်းနေအပြင်ဒေါ်လာရေးအစိုးရပါဆိုတဲ့အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ MOD တက်ရင်းနေပတ်သက်ပြီး ပြောပြစရာရှိနေတဲ့အတွက်အယုံဆိုင်ပြီ။အဲတော့ဒီကနေ့ကတော့ TNL ဆွေးနွေးပွဲပြတ်ပါတယ်။နောင်ချိုအဲနောင်ချိုကြောင်မဲတီဘောလာရှိုအဲမိုးမိတ်မိုးကုတ်တွေကိုပြန်အပ်ကြမယ်လို့စစ်တပ်ကတောင်းဆိုတယ်။ TNL ကသဘောမတူဘူးပယ်ချလိုက်ပါတယ်။အဲတော့တရုတ်ဟာနေဆက်ဝင်ပေါက်တွေကိုအသေးအံဖွင့်ပေးခြင်းနေပါတယ်။ MND ရတော့တခွန်းတော့ကြာသွားပါပြီ။ DNA တွေကတော့ဒီအကွက်ကိုတိပုံရပါတယ်အဲ့တော့ American နဲ့လက်ရှိစင်နွဲတွေနဲ့ trade war ပေါ့အခွန်စစ်ပွဲကြီးကုန်သွယ်ရေးစစ်ပွဲမှာသူ့နိုင်ငံအနေကပစ္စည်းတွေကဘယ်မှမရောင်းလို့မရတဲ့အခြေအနေဖြစ်နေပြီအဲ့တော့ကျွန်တော်တို့အိမ်ကြီးချင်းမြန်မာနိုင်ငံကိုဂျင်းထည့်ဖို့ market တခုရဖို့တည်ုံဒီမှာ border လမ်းကြောင်းကိုမဖြစ်မနေဖွင့်ချင်နေပါတယ်ဒါဟုတ်လက်ရှိတည်ုံနေစက်မြင်းမှာ အခြေချမိတိုင်းနဲ့တိုင်းသားလက်နက်ကင်တွေတိဖို့လိုပါတယ်တရုတ်တို့ကုန်စည်တွေကိုဝယ်ယူဖို့တင်သွင်းဖို့ဝယ်ယူဖို့မြန်မာပြည်သူလူထုကိုဈေးကွက်တစ်ခုအနေနဲ့နေဇာလိုင်းကိုဖွင့်ပြီးပစ္စည်းတွေတင်ဖို့ရှင်နေပါတယ်အဲ့တော့တရုတ်ကုန်စည်တွေရဲ့ဖြုံးအားဟာဗမာပြည်မှာအများအပြားရှိပါတယ်နေဇာကုန်တွေရေးစခန်းမှာ အခုမြန်မာအလံတွေပြန်ထောက်တာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကတော့တင်းမြန်မာကုံသွေးကြီးဆက်ဆံရေးကောင်းမွန်နေဆိုတဲ့အတိတ်ပဲအတိတ်ပဲတတ်မှတ်လို့ရပါတယ်ဒါကြောင့်မို့တရုတ်ဟာ MNDA စက်ကစနေညှိနှိုင်းခြင်းကြောင့်သူ့အုပ်ချုပ်တဲ့ဒေသတွေမှာဖြတ်ငါးပြတ်ကိုရပ်ပြီး MNDA ကိုအမှန်ဆိုရင်တော့လေ MNDA ကိုအနိုင်ပေးလိုက်တဲ့ဆွေမျိုးဝဲမျိုးကိုပြောလို့ရတယ် လာချုပ်ကိုပြန်ပေးလိုက်ရတယ်လို့ခေါင်းစဉ်ရှိပေမဲ့လက်တွေ့မှာကီလိုမီတာ100ပတ်ချာလေမြို့ပေါ်12ရက်ကွက်ပဲကွက်ကွက်လေးနဲ့တက်ကွင်းနဲ့ရောက်နေတာအဓိကကသူ့နယ်စပ်လမ်းတွေကိုပြန်ဖွင့်ချင်တာအဲ့တော့မြန်မာပြည်သူတို့ရေတရုတ်ကဈေးဂျင်းဂျင်းပစ္စည်းတွေဝင်လာပါတော့မယ်ရနိုင်တယ်မြအတက်နိုင်ဆုံးဝယ်ယူတုံးဆွဲခွင့်မပြုဘို့ကျွန်တော်ဒီနေ့ကနေထိုင်တုံးပါလေတရုတ်ကွန်စီတွင်နဲ့ပတ်သက်ပြီးတော့ ဘွိုင်းကော့လုံးချဖို့လေးနဲ့ဆိုတာတိုက်တွန်းလိုပါတယ်ဒီ border line တွေကိုရှမ်းမြောက် border line မူဆဲဝင်ပေါက်တွေကိုချုံးဝေစွာကုန်စီစစ်စင်နိုင်ဖို့တရုတ်အသေးတန်လုံနေပါတယ်အခုလည်းမြင်ရပါတယ်ဒါကြောင့်မို့ဘွိုင်းကော့ China made in China ဘွိုင်းကော့ကိုပြည်သူတရေလုံးညီညီညွတ်ညွတ်လောက်ကြနိုင်ရင်တော့ ယင်းတူကိုဝါကူထိုးသလိုများဖြစ်နေမလားဒါက DNL နဲ့တိနေဆက်ကုံတွေကြီးလမ်းအခြေအနေဖြစ်ပါတယ်ဒါကရန်သူဖက်စစ်တပ်ရဲ့အခြေအနေကတော့ဖယိုဖရဲ့အလဲလဲအကွဲကွဲနဲ့တရောင်းသားတရေပါတဲ့ဖက်စစ်တပ်တိုက်မယူနိုင်တော့ပဲတောင်းယူနေရတဲ့အခြေအနေဖြစ်တာကိုပြောပြထားပါနောက်တစ်ခုကတော့ကျွန်တော်တို့တော်လန်ကြီးအစိုးရလို့ခေါ်တဲ့ NUG လက်အောက်ကတရင်နေနဲ့ပတ်သက်ပြီးဒီကနေ့ ကျွန်တော်မနေ့ကထိစောင့်ကြည့်နေတာရှိပါတယ်မနေ့ကလည်းတက်နေတဲ့သတင်းတွေရှိတယ်မနေ့ကလည်းဆိုရင်60ခရာတယ်အမှတ်နေတက်ရင်အမှုရောက်ကနှုတ်ထွက်ပြီးတော့တိတ်မချခင်မှာပဲအန်ယူချီကာဝေးဝန်ကြီးဌာနအမှုရလောက်ကနေပြီးတော့နှုတ်ထွက်တယ်မန္တလေး60ခရာအမှတ်နေတက်ရင်တက်ရင်မူကိုစစ်နိုင်ဖို့ဖန်စီထိမ့်သိမ့်လိုက်တယ်လို့သိရပါတယ် ဒါနဲ့ပတ်သက်ပြီးတော့တုံ့ပြန်မှုတွေအများအများရှိနေပါတယ်။အဲ့တော့အမူရီယောက်ကနှုတ်ထွက်တဲ့20ပြည့်4လ2025နေဆွေးနေစာရွက်3ရက်ရှိပါတယ်။ကိုစစ်နိုင်ကိုဖမ်းဆီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ရှင်းလင်းပြပါမယ်။မိသားညီညွတ်ရေးဆိုရပြည်သူကာကွယ်ရေးတပ်မတော်စီရေးရုံးချုပ်တို့နှုတ်ထွက်ချောင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး60ခန့်အမှတ်တရင် People Revolution Force ကြောက်စဲအနေဖြင့်တရင်ဌာနအားလုံးမြည်သည့်အကြောင်းမျိုးမျိုးကြောင့်နှုတ်ထွက်ရသည်ဟုတရားဝင်ဖြေကြားထားခြင်းမရှိပါလက်ရှိအချိန်ကာလတွင်မြို့သားညီညွတ်ရေးအစိုးရကဝေးမှုကြီးဌာနနှင့်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စအချို့ရှိနေပါသောကြောင့်နှုတ်ထွက်ရသည့်အကြောင်းအရာတရားဝင်ချပြနိုင်ရန်အချိန်တစ်ခုလိုအပ်ပါသည့်ကြောင့်ပြည်သူလူထုကိုလေးစားစွာအသိပေးအပ်ပါသည်ဆိုတဲ့စာရစာဖတ်တာပါ နောက်ဆုံးမနေ့ကထိတရင်မှာတော့အမိုဒီလောက်ကနှုတ်ထွက်ရာချင်းသည်အမိုဒီလွဲမသောအမိတ်ပေးမှုများနှင့်ပွင့်လင်းမြင်သာမှုမရှိသောညွန်ကြားချက်များကြောင့်မိယူတဦးတယောက်မှသွေးဆောင်ဖျားယောင်းခြင်းမရှိဘဲမိမိတို့အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီရဲဘော်များ၏ဆန္ဒအားလုံးကိုရယူပြီးနှုတ်ဖက်ရခြင်းဖြစ်တယ်လို့သိရပါတယ်ပြောလဲပြောထားပါတယ်အဲ့တော့ ဒီတက်ဟာရွာငန်းမြင့်ညက်ခရိုင်မိတ္တိလာခရိုင်မဟာမိတ်အဖွဲ့စည်းများနဲ့အတူ People Revolution for Justice အဖြစ်ဆက်လက်ရပ်တည်မယ်လို့လည်းထုတ်ပြန်ထားပါတယ်။မြေဒီအီယောက်လောက်ခံမာမနေမှာမဟုတ်ပဲမဟာမိတ်အနေဖြစ်တာစစ်အာဏာရှင်ကိုတိုက်ခတ်သွားမယ်လို့လည်းဆိုပါတယ်။ဒီတက်ဒီလိုနှုတ်ထွက်ပြီးမကြခင်ပါဘူးဗျာ။မကြခင်ပါဆိုတာနှုတ်ထွက်ပြီး 24 21ရက်4လ2025နှုတ်ထွက်တဲ့စာကိုစစ်နိုင်ဆိုတဲ့တယင်းမှုထုတ်ပြန်ပြီးမကြခင်မှာ24ရက်4လ2025တရက်ထဲမှာပဲဗျဖန်စီသွားတယ်လို့သိရပါတယ်ဟုတ်တယ်ည10နိုင်မှာလာဖန်းတာပထမကြီးညာချက်နှုတ်ထွက်တယ်ဆိုတဲ့ကြီးညာချက်ကတော့ ။ဩ21ရက်နေ့မှာတင်တာ။တင်ပြီး3ရက်အကြာလာပြီးတော့ဖန်စီသွားတာ။ည7နာရီမှာ။အဲ့တော့ဖန်စီသွားမှုနဲ့ပတ်သက်ပြီးတော့နောက်ဆုံးသတင်းများအရစစ်ဥပဒေစစ်စည်းကမ်းများချိုးပေါက်လို့ချိုးပေါက်လို့ဖန်စီထိန်ထိန်ထားခြင်းဖြစ်တယ်လို့စစ်ဆေးမှုတွေစတင်ဆောင်ရွက်နေပြီ။မမမကန်ပူပေါင်းဆောင်ရွက်နေသူများကိုဆက်လက်အေးအေးယူဆောင်ရွက်သွားမယ်လို့ MOD NUG ရဲ့ ကာဝေးဝန်ကြီးဌာနအတွင်းဝင်ဦးမောင်ဆွေကပြောထားပါတယ်လို့ဗမာဖီဂျီသတင်းဌာနကထုတ်ပြန်ထားပါတယ်ဆိုတော့အဲ့ဒါနဲ့တပြိုင်နက်မှာအနာရှင်နဲ့ဆန်နဲ့လုံရက်ဖြစ်တယ်ဆိုတာမျိုးလဲတော်တော်ညောင်ထွက်ပေါ်နေပါတယ်အမူဒီရဲ့ဘယ်တရင်ကလာဖမ်းတယ်ဘာဝရန်စာရွက်မှမပါဘူးဘာကြောင့်ဖမ်းတာလဲ င်းကြတဲ့အချက်လက်မသိရသေးဘူးဖြူဝါမှုကစည်ရေးကိစ္စနဲ့စကားပြောခြင်းလို့တဲ့ဒီလိုခေါ်သွားတာလို့သိရပြီအဲ့ဒီညမှာပဲကြောက်စက်တရင်တစ်ကရင်းမှုကတဆင့်ကိုစစ်နိုင်ကိုထိမ့်သိမ့်လိုက်ပြီဆိုတဲ့အကြောင်း MOD ကအကြောင်းကြားခိုင်းတယ်လို့ဆိုပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကိုစစ်နိုင်ရဲ့ဇနီးနဲ့ကိုစစ်နိုင်ရဲ့တက်က ပြန်လာတယ်။ချိန်ညာချက်2ဆောင်။တိုင်ကြားစာ2ဆောင်ရှိပါတယ်။တရင်မှုတယောက်ကို ပြစ်မှုထင်ရှားမရှိဘဲနဲ့ MOD CEO ချုပ်ကခေါ်ဆောင်သွားခြင်းဟာចောင်းကျိုးစီပြောတဲ့လောက်ရဲ့မဟုတ်ဘူး။ကိုစစ်နိုင်တဲ့အဆက်အသွယ်မရလာကြောင်းသူ့ရဲ့လုံခြုံရေးနဲ့ကျန်းမာရေးကိုစိုးရိမ်နေလို့လည်းဆိုကြပါတယ်။အဲ့တော့ ဧပြီလ27ရက်နေ့က MO NUG MOD အောက်ကနှုတ်ထွက်ခဲ့တဲ့60ခရိုင်တိုက်ရှင်းဒါနဲ့ပတ်သက်ပြီးတော့60ခရိုင်အမှန်နဲ့တိုက်ရင်ကကျင်ကြတဲ့ဆောင်ထုတ်ပြန်ထားပါတယ်ဒီကျင်ကြချက်ကတော့ည7:00နာရီမှာ24ရက်ည7:00နာရီမှာကျွန်တော်တူတူနဲ့လူရင်ဖတ်လိုက် MODC ယုံကြုံမှဟုဆိုတာ 60ခန့်တရင်အမှတ်နှစ်တရင်မှုကိုစစ်နိုင်အားထိမ့်သိမ့်ခေါ်ဆောင်သွားပါသည်ခေါ်ဆောင်သွားသည့်အချိန်မှစယနေ့ချိန်မီဒီနီယာတွင်ထိမ့်သိမ့်သားသည်ကိုမသိရှိရဲဘော်များမှအမူဒီစီယုံချုပ်တို့ဆက်သွယ်ပါတော့လဲတချိန်သာတွေ့ဆုံခဲ့ရပါတယ်မြည်သည့်ဥပဒေများချိုးဖောက်ခဲ့သည်ကိုစီယုံချုပ်မှတိကျစွာပြောဆိုခဲ့ခြင်းမရှိနောက်ထပ်အချိန်ကြီးဆက်သွယ်ပါတယ်စီယုံချုပ်ကအချိန်မအားသောကြောင့်ဆိုပြီးအကြောင်းမူကြငင်းပယ်ပါတယ်ငင်းဆို့ ် MOD စေယုံချုပ်အနေဖြင့်တရင်မှုတယောက်အမိသည့်မရရမ်းမှမပါဝင်ပဲပြစ်မှုထင်ရှားခြင်းမရှိပါပဲထိမ့်သိမ့်ခေါ်ဆောင်သွားခြင်းဟာတဲ့အာနာရှင်စံတော်လူမိုက်စံတော်လောက်ရမျိုးဖြစ်နေသည်ကိုတတိချက်စေခြင်းပါတယ်စေယုံချုပ်ရဲ့အကြောင်းကျိုးမစီလျော်သောလောက်ရများကြောင့်ချက်ရှိသောရဲဘော်များမှာအမူဒီအန်ယူဂျီအစိုးရဘော်တွေယုံကြည်မှုလျော့ပါပြီး တော်လိုင်းရေးတွင်ဆက်လက်လှုပ်ဆောင်ရန်အတွက်များစွာစိတ်ပြတ်အာရုံမိပါတယ်။ယင်းနေ့ချင်းကြီးတရင်မှုကိုစစ်နိုင်ရင်လုံးဝအဆက်အသွယ်မရရှိတော့ကြောင်းဂျမိုင်းလုံးချုပ်ရင်းများလွန်စွာစိုးရင်ပူပန်မိပါတယ်ဆိုပြီးတော့စီယုံကျုံနေဖြစ်မိမိတို့တော်လိုင်းရေးပုံများပေါ်တွင်ပွင့်လင်းမြင်သာစွာယောတာဖြောက်မတ်စွာပြုမှုဆက်ဆံပေးပါရဲ့ညှော်လင့်မိသည်ဆိုပြီးတော့လေတရင်ထုတ်ပြန်ထားပါတယ်။ဒါနဲ့အတူမှာ တမနာယုံတို့တိုင်ကြားစာတဆောင်ဘီလူကဝဲဝင်ကြီးတတို့တိုက်ရိုက်တန်ကြားချက်မိတူကိုတမနာယုံဦးသိန်းဦးတရားရေးဝန်ကြီးနဲ့ဦးအောင်မျိုးမင်းလူခင်ဝန်ကြီးဌာနကိုတင်ထားပါတယ်ကဝဲဝင်ကြီးဌာနကိုတိုက်ရိုက်တန်ကြားတဲ့ကိုစစ်နိုင်ရဲ့ဇနီးတော်တင့်တင့်ထွန်းမှတိုင်ကြားချက်တွိတ်ဆုံခွင့်ပေးပါရန်တင်ပြခြင်းဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်အဲ့တော့ကိုစစ်နိုင်ဇနီး မတော်တင့်တင့်ထွန်းတာကျွန်မဒီကိုစစ်နိုင်ဇနီးဖြစ်ပြီး30ရက်4လ2022ခုနှစ်နေ့တွင်လင်းနေရွယ်3မိနစ်တူစစ်ကောင်စီဖမ်းဆီးထိန်းသိမ်းခြင်းကိုခံရသောသူတယောက်လည်းဖြစ်ပါတယ်ထို့အချိန်တည်းကကိုစစ်နိုင်နေလူခွဲခွာနေထိုင်ခဲ့ရသူဖြစ်ပါတယ်ဒါမှလွတ်ပြောက်ပြီးနောက်ခင်မူးပြည်သူရှိရာလွတ်မြောက်နေပြီလို့လာရောက်နေထိုင်ခဲ့ပါတယ်မိသားစုအတူနေထိုင်ကာလ2လလောက်ပဲရှိပါ 24ရက်နေ့လေးလ2025နေ့ကကျမတို့ခင်မုန်းကျမကြီးခင်မုန်းဖြစ်သူအားလာရောက်ခွန်ဆွာသွားပြီးမိဒီနေရာတွင်ထားရှိသည်ကိုယနေ့အချိန်ထိမသိရှိရသေးပါကျမတို့ဇနီးမောင်နှံသည်တော်လည်ရေးအတွက်စစ်အာဏာရှင်အားဆန့်ကျင်ခဲ့ပြီးသည့်နောက်ပိုင်းယခုအချိန်ထိဘဝလုံခြုံမှုကိုမခံစားရသေးပါတတ်ခွန်နှစ်ရွယ်တမီးဖြစ်သူလေဖခင်ချစ်ခင်ချစ်ခင်ယူရဂယူဆိုင်မှုကို မခံစားရသေးပါယခုကဲ့သို့မတရားဖန်ဆီးချုပ်နှောင်ထားခံရသည့်ခင်မွန်းပြစ်သူကိုစစ်နိုင်အားလွန်စွာစိုးရိမ်ပူပန်မိပါ၍ကျွန်တော်မိသားစုအားတွိတ်ဆုံခွင့်ပေးပါရန်လေးစားစွာတင်ပြတောင်းခံအပ်ပါသည်ဆိုပြီးကာဝေးဝန်ကြီးဌာနကိုလိမ့်မူထားပြီးမိတ္တူကိုတမရာယုံတရားရေးဝန်ကြီးဌာနလူ့ခွင့်ရေးဝန်ကြီးဌာနတို့ကိုပို့ဆောင်ထားပါနောက်ထပ် သတင်းတစ်ခုတင်ပြစရာရှိပါသေးတယ်။ Skyline ရင်းမှပဲမြို့နယ်မှာတူနာပြူဆီယာမတူနဲ့ PDF တရင်မှုတူတနတ်တန်ရတွေနဲ့တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။တိတ်ဆုံးသူတွေဟာပြောရရင်၄၀နှစ်ရင်းမှပဲခဲ့တရင်ဆက်ခွန် B21 တက်ရင်မှုကိုဖိုးစီအမျိုးသမီးကတော့အမျိုးသမီးလားကြီးစားလားမသိဘူးနော်။သူကတော့တူနာပြူဆီယာမ CDN အချိန်ဤကဘလို့ဖြစ်တာလဲဧပြီလ30ရက်နေ့ညနေပိုင်းကညပိုင်းပေါ့ဗျာနော်ညပိုင်းတော့ဖြစ်တယ်သူနာပြဆီယမိုင်းနေအင်ကိုကိုဘူးစီရောက်လာပါတယ်တနက်ပြစ်ခတ်တယ်ကြားရပါတယ်နှစ်ဦးလုံးဖြစ်တဲ့နေရာမှာတိတ်ဆုံးကုန်ပါတယ်အဲ့တော့ကိုဘူးစီရောက်လာတဲ့အချိန်မှာဆီယမာလေးကိုသူ့အဖွားကြီးတယောက်ရှိတယ်အဲ့ဖွားကြီးကနေ နှိုးပေးပါတယ်အဲ့ဒီမှာကိုဘိုးစီကအရက်သေးသာတောက်စားလာခြင်းရှိမရှိတော့ကျွန်တော်တို့မသိရသေးပေမဲ့နင့်ကိုလည်းတတ်ငါဟာငါလည်းတတ်တယ်မှာဆိုပြီးဘေးကအဖွားကြီးကတောင်းမှန်တာမရဘူးဆရာမလေးကိုတော့နှမျောတတစွာနဲ့ဖြစ်နေကြပါတယ်ပြစ်ကတ်မှုတွေဟာပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီးတော့ကြီကိုငါးခု တွေ့ခဲ့ပြီးနတ်ထင်တဲ့ရင်အုပ်ဖောက်ဝင်တန်ရာနှစ်ချက်ကိုဘိုးစီမှာရင်ပတ်ဖောက်ဝင်တန်ရာနှစ်ချက်နဲ့တိတ်ဆုံးခဲ့တာပါပြကမှုတွေနဲ့ပတ်သက်ပြီးမျက်မြင်တွေ့ရှိသူအဖွာအတုနေအဖွာကြီးအဖွာအုပ်တူနဲ့အမျိုးသမီးတူရှိမှာပဲဖြစ်ပြက်ခဲ့တာလို့သိရပါတယ်အဲ့တော့ပြက်ကခံရသူဟာစီဒီယန်တူနာပြူဆီယာမမဇာနီဝင်းလို့ကျွန်တော်သိရပါတယ် သူဟာရှမ်းမြောက်ဇာတိဖြစ်ပြီးရင်းမာပင်နယ်အတွင်းမှာစေတနာဝန်ထမ်း၁ခုတောက်ပေးနေတာဖြစ်ပါတယ်။နားရမှာအိမ်ပြန်လာတဲ့အချိန်ဒီလိုဖြစ်ခဲ့တာလို့ကျွန်တော်တို့အကြမ်းရင်းသိရပါတယ်။ဘီတက်ဟိုပြစ်ခတ်သူ B21 ရဲဘော်ကိုဖို့စီကလည်းရင်းမာပင်ခရံရဲ့ဒေတာကန်တက်ရင်မှုတယောက်ဖြစ်ပါတယ်။အဲတော့နောက်ဆုံးအချိန်တွေကိုတော့မသိရပါပဲ။သူတို့နှစ်ယောက်သမီးစား ဖြစ်တယ်ဆိုတာလောက်ခီတော့သိနေရပြီလူမှုရေးပြဿနာလို့ကျွန်တော်တို့အကြံဉာဏ်ယူဆလို့ရပါတယ်ခုနအန်ယူဂျီအမှုရောက်ကတိုက်ရင်းတွေကနှုတ်ထွက်ပြီးတိုက်ရင်းမှုကိုဖန်ဆီးတဲ့ကိစ္စအခုအန်ယူဂျီအမှုရောက်ကဗျူဟာ50နှစ်လောက်ခံရင်းမပိုင်ခရိုင်တိုက်ရင်းကတိုက်ရင်းမှု B21 PDF တိုက်ရင်းမှုကိုဖိုးစီကသူဤသားနဲ့သူ့ကိုယ်သူပြစ်တည်တဲ့ကိစ္စ ဒါတွေကိုကြည်ချင်းအဖြစ်တနတ်တွေရဲ့အရာတာနဲ့တော်လင်ကြီးမှာယာရုအာနာပါဝါပြက်တနာအင်မတန်ကြီးမားလာတော့တွေ့ရပါတယ်ပထမတစ်ခုအနေနဲ့ကိုစောနိုင်ကိုဖမ်းဆီးခြင်းကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တပ်ဆိုင်ရာဝန်ကြီးဌာနတွေတပ်ဆိုင်ရာဆိုတော့ကျွန်တော်နဲ့ထိဆက်တဲ့သူတွေကိုမေးမြန်းကြည့်တဲ့အခါစစ်ဥပဒေများ ချိုးဖောက်လို့ယာယီထိမ့်သိမ့်နေလို့တော့အကြမ်းမြင်သိရပါတယ် MOD ရဲ့ကာဝေးအတွင်းဝင် ဥမမောင်ဆွေကလည်းစစ်ဥပဒေများကို ချိုးပေါက်လို့ထိမ့်သိမ့်တယ်လို့သိရပါတယ်ပြောထားပါတယ်စစ်ဥပဒေစစ်စည်းကံလူကိုခင်မူကိုပြင်တယ်လူကိုမုံရင်မူကိုတုံးနေတာဆိုတာမျိုးတွေကတော့မဖြစ်စေချင်ပါဘူးကျွန်တော်တို့အတွင်းရေးကိစ္စတွေတော်တော်များများသိပါတယ်အပြစ်ရှိလို့ဖမ်းတယ်ဆိုရင်ဘယ်ဥပဒေကြောင့်ဖမ်းတာလဲရတဲ့ဒီဥပဒေလား2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီလား ဘာဥပဒေနဲ့ဖန်တာလဲဘာပုံမှန်နဲ့ဖန်တာလဲဘာဝရမ်းနဲ့ဖန်တာလဲမတင်ကားပြီဖန်ရှိခြင်းရင်ခမဲတို့ဖြတ်သိမ်းပါလေဖြတ်သိမ်းလိုက်ပါလေဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ2008မှာတော့24နှစ်တက်ပူပြီးထိမ့်သိမ်းထားခွင့်မရှိပါဘူးအခုဖန်စီထိမ့်သိမ်းခြင်းအခုလက်ရှိကျင့်သုံးနေခြင်းဟာဘာဥပဒေတွေကျင့်သုံးပြီးဘာဥပဒေတွေနဲ့ဖန်ပြီး ဘာဥပဒေတွေနဲ့ဆုံးဖြတ်နေတာလဲကိုနံပါတ်1ကျွန်တော်တို့သိချင်ပါတယ်နံပါတ်2ဖဆီထိတ်သိမှုနဲ့ပတ်သက်ပြီးသတင်းတွေထုတ်ပြန်တဲ့နေရာမှာတိကျတဲ့အဖြေကိုကာကွယ်ရေးအတွင်းဝင်ကတော့မပေးနိုင်ဘူးဆိုရင်ပြည်သူ့ရဲ့ယုံကြည်မှုအင်မတန်ယုံနေလာမယ်အခြေအနေကိုစက်ခံစားရပါလိမ့်မယ်အဲတော့ MOD အောက်ကထွက်လို့ဖမ်းတာလား စစ်ဥပဒေစစ်စည်းကမ်းချိုးပေါက်တယ်ဆိုတာကဘာလဲလူခင်မူကိုပြင်းတယ်လူကိုမုန်းရင်မူကိုတုံးတယ်ဆိုတာမျိုးလားဒီမှာမိသားစုနှစ်လတော့ပြည့်အောင်အတူတူမနေရသေးဘူးခမရတော့တော်လိုက်ရင်လုံးမိတာဗျာကျုပ်တို့မတရားခံရပြီဆိုတဲ့အတွေးမျိုးတော်လိုက်ရင်တမားတွေနဲ့ပြည်သူလူအတွေးတဲ့ဝင်လာရင်ခမရတော့လုံးရက်တွေကြောင့်တော်လိုက်ရေးပါရှုံးရလိမ့်မယ် တော့ဒီလိုပဲတိတ်တိတ်ပြောလိုက်တော့ချုပ်ကိစ္စတွေမပြောချင်ဘူးညနော်တော်တော်ထိနေတိတ်တိတ်နေတော်လန်ရေးပေါ်ယုံကြည်မှုပြက်အောင်ခင်ဗျားတို့တစုပစည်းတည်းညီညီညာလုံနေကြတာလားခင်ဗျားတို့ခင်မင်းနဲ့ခင်ဗျားတို့ဝင်ကြီးအချင်းချင်းခင်ဗျားတို့အတွင်းဝင်အချင်းချင်းလုံနေတဲ့ဥစ္စာတွေအရေးယူမလားကျွန်တော်တန်းစီချပြပေးမယ်ခင်ဗျားတို့ချိုးပေါင်းနေတဲ့ဥပဒေကိုခင်ဗျားတို့အရေးယူပေးမလား MOD နိုင်ငံတော်တမရနေတကွာအစိုးရအဖွဲ့တခုလုံးကိုကျွန်တော်ဒီနေရာကမေးခြင်းဖြစ်ပါတယ်။အင်အားကြီးတိုင်းတနက်အရသာတီးပြီးဟိုတခါကလည်းစည်ရေးချုပ်လာစစ်ထောက်ချုပ်လာသူဖွင့်ထားတယ်ဗါလေဟော့ပေါ်ဆိုင်မှာရံဖြစ်လို့ဖမ်းတယ်ဗျာအဲ့တော့ကိုသိမ်းမြတ်စကားလေးငါပြောပါမယ် ပြည်သူချစ်ရင်ကပီးတင်လို့ရပါလိမ့်မယ်ပြည်သူမုန်းရင်စစ်ရှုံးလိမ့်မယ်အဲ့တော့မြို့သားညီညွတ်ရေးအစိုးရလက်အောက်ကကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကစီရေးချုပ်စစ်ထောက်ချုပ်စစ်ဦးစီးချုပ်ဘသူဘဝဘယ်ရင်ချင်းမိခဲ့တော့ဆန်နှုံးနေနဲ့ရွေးချယ်ခဲ့ပါတလဲဆိုတဲ့ကိစ္စအလေမေခွန်းရှိပါသေးတယ်အင်အားကြီးသူတာအနိုင်ရာချင်း လူများတနက်များအာနာရှိအနိုင်ကျင့်လို့ရာကြီးဆိုရင်တော့ဖက်စစ်တပ်ကိုတော်လှန်နေတာတွေအလကားဖြစ်ကုန်ပါဘို့ဖက်စစ်တပ်ကိုတော်လှန်နေရခြင်းအကြောင်းတရားဟာမတရားလုပ်လို့ဖြစ်ပါတယ်တနက်နေ့အနိုင်ကျင့်လို့ဖြစ်ပါတယ်ရုပ်မှာမယိုင်းစွာဖိနှိပ်အကြမ်းဖက်လို့ဖြစ်ပါတယ်ဒီအပြုတ်မှုလောက်ရတွေကို မလုတ်မိစီဖို့အထုတ်တရီချက်ပါ အခုချိန်မှာမြို့သားညီညွတ်ရေးအစိုးရရဲ့လုံဆောင်ချက်တွေနဲ့ပတ်သက်ပြီးပြည်သူလူထုဟာရုံမားတန်တရားမြောက်များစွာ ရှိနေရှိနေတဲ့ကြားထဲမှာထပ်ပြီးတော့တရင်နှုတ်ထွက်မှုတွေနဲ့တကွကိုတက်ချင်းချင်းပြန်ဖန်းရှိမှုတွေအမြောက်များ ဖြစ်ပေါ်လာခြင်းဟာတော့လူကြီးမင်းတို့အတွက်ကောင်းတယ်လို့သတ်မှတ်ရင်ဆက်လုပ်နိုင်ပါတယ်အရှိမမဖြေရှင်းရတဲ့မဖြေရှင်းသေးရသေးတဲ့ အမှုပေါင်းမြောက်များစွာနဲ့အတူတရားရေးဝန်ကြီးဌာနကြီးတခုဖွဲ့ပြီးတော့ရုံငန်းတွေငါပတ်စံတွေအကုန်ခံလူပေါင်းမြောက်များစွာကိုလဆပေးပြီးတရားမျှတမှုလေဘာမှလုပ်ပေးနိုင်ခြင်းမရှိတော့ဘူးလေတွေ့ရပါတယ်ဒါဆိုရင်ပြည်သူရဲ့ဝေဖန်မှုနဲ့ပြည်သူရဲ့ပြစ်တင်မှုကမှားသလားလူကြီးမင်းတို့ကမှားသလားသိချာစဉ်းစားစီခြင်းပါတယ်ပြည်သူချစ်ရင်ကပီးတင်ခံရပါ ပြည်သူမုန်းရင်တော့ဆုံဆုံမြုပ်လိမ့်မယ်လို့ပြောရင်ဒီညတော့ဒီလောက်ပါအားလုံးကိုကျေးဇူးတင်ပါ